အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝတွတ်တက်မယ်ရွေကြအောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်သူတစ်ပါးတည်းတောင်းလို့နိုင်တဲ့စွတ်သက်တီပေါ်ထွန်းတဲ့အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတွတ်တက်မယ်မေတ္တာရေးစမ်းပွဲမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်ကာလတန်ကြာဆိုင်းငံ့ထားတဲ့လူတရားလုံးကိုလည်းပြန်လည်လုတ်ကင်ချိုးပေးခြင်းနဲ့ တိုးတက်ခြင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရရနေ့မှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းတွေကိုကြုံမယ်။ နှစ်ရက်နေ့မှာတခုတည်းမကတဲ့လူတွေကိုဒီပြိုင်နေတဲ့လောက်ကန်ချိုးပေးမယ်။သုံးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရတဲ့တဲ့လေးရက်နေမှာစမ်းပွေမယ်လူရပြည့်စုံမယ်ကံမြမချင်းနဲ့တွတ်တဲ့ချင်းတွေကြုံမယ်။ငါးရက်နေမှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူချိုးပေးခြင်းနဲ့ဘဝတွတ်တဲ့ချင်းကိုကြုံမယ်။၆ရက်နေမှာမထင်မှတ်ပဲငွေဝင်မယ်မမျော်လင့်မဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေထူးခြားတဲ့အောင်မြင်မှုကိုရရှိပြီးတော့ပြိုရသူများအမြဲတမ်းစမ်းပွေမယ်။ခုနှစ်ရက်နေဟာ ရန်တိုက်ခိုက်နေရှိတဲ့တမတော်တဆထိခိုက်မှန်နေတဲ့ကြုံတွေ့တတ်တဲ့အသွာလန်တွေထိုင်ထူးပြပြီးကြီးဆက်ရမယ်။နေခြားကြရောက်တဲ့သူသဖြင့်တောင်ရက်ကိုတည်သွားစေနေရှိတဲ့တဲ့နေ့ဆက်နေနိုင်တဲ့တနင်္ဂနွေအတွက်မှာအသွာလန်တွေထိုင်ထူးပြကြီးဆက်ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့ကနေ့မွေးသူတွေဒုက္ခပေးတတ်တဲ့နှစ်ခွန်ကိုကနန်ချိုးပေးတယ်။အဖြူရောင်ဆေးရောင်မိခိုးရောင်တို့ကိုဝစ်စင်သောဆွဲပြီး အလို့ရှိရဆောင်ရွက်နိုင်ပါတယ်အထူးပြုတင်ပြလိုတဲ့အကြောင်းအရကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇမုလပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လက်ဖွင့်ကပ်ဖွင့်စီရင်ကိုဆောင်ရွက်လို့ရတယ်အဲ့ဒီနေ့ညနေ3:00အချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ကိုင်းကနေဇီးကိုင်းကိုယူပြီးတော့အလျားရှစ်လက်မှဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ထားပြောရတာကိုစောင်းထားကိုနေဘေးမှာထားထားဇေးရောင်ကောင်းတဲ့လုပ်ငန်းကံကောင်းတဲ့ အယောင်းဝယ်ကိစ္စတွေမှာလည်းဒါကကိုယ့်အတွက်ရောင်းထွက်စေအောင်ဆောင်ရွက်နိုင်တဲ့ဒီရည်ရည်စီရင်ဖြစ်သွားတယ်ဒါလေးလုပ်ကြံပြီးတော့အကျိုးကျေးဇူးကိုရရှိပါကျေးဇူးတင်ပါတယ်